ကလစ်ကာများအလုံးမဲမင်္ဂလာပါရှင် Freedom of Future Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဖက်ပြမှာတော့အုတ်ကာကျော်ဟာရူကီရေးသားထားတဲ့အဖေဆိုတာဆိုတဲ့စာအုပ်ကလေးဖက်ပြသွားမှာဖြစ်ပါတယ်ရှင်ဆုံးထိနားဆင်ခံစားပေးကြပါဦးရှင်အဖေဆိုတာအဖေဆိုတာနေမင်းကြီးတဆူအဖေဆိုတာကောင်းကင်ကြီးရဲ့အရေးအဖေဆိုတာဘဝကိုပုံပေးထားသူ အဖေဆိုတာအနာခံပြီးအပျော်ရေပေးတတ်သူအဖေဆိုတာအရှုံးတွေကိုပွေးပိုက်ရင်ပျော်စေခဲ့သူအနန္တဂိုင်းဝင်အဖေဖရာတရားတန်ကမိဘဆရာဆိုတဲ့ကြီးမားတဲ့ဂျေဇူးရှင်ငါးပါးထဲမှာမိဘနှစ်ပါးပါဝင်ပါတယ်မိဘနှစ်ပါးမှာငွေမိခင်အမေပါဝင်သလိုကျွေးဖခင်အဖေလည်းပါဝင်ပါတယ်ဘုရားဖရာရှင်ကမိဘနှစ်ပါးကိုဂျေဇူးဆက်လို့မကုန်နိုင်ကြောင်းအလင်္ကာလေးနဲ့ဟောပြထားတယ် အန်လောက်စရာမိမာတာနှင့်ပီတာအဖမြက်ခုနာအားဆက်ညာပါလို့မိကိုလက်ရဖကိုလဝဲအမြဲထားလဲပကုံးတက်တွင်သို့ပင်နေဆလှုပ်ရွေးကြလဲရှေးကပြူပူငွေကျေစုကို အထူးမြဲခံမဆက်နိုင်နဲ့ဖရာရှင်မြတ်ကမိဘနှပါဖြစ်တဲ့အမေနဲ့အဖေကိုပကုံးနှပတ်မှတင်ဆောင်ပြီးအမြဲတမ်းပြုစုလှုပ်ရွေးပေမဲ့လဲမိဘနှပါရဲ့ကျေစုကမကျေနိုင်ဘူးတဲ့အဖေနဲ့အမေရဲ့ကျေစုတွေကိုတိနိုင်အောင်ဖရာရှင်ကဟောကြားခဲ့တယ် ။ဘုရားရှင်ကိုယ်တိုင်ကလည်းမိဘကျေးဇူးတွေဆက်ခဲ့တယ်။ဖခင်မဖြစ်ခင်ပါရမီဖြည့်ခဲ့ရတဲ့ဘွားလီလီမှာမိဘနှစ်ပါးကျေးဇူးကိုဆက်ခဲ့တယ်လို့ဘုရားရှင်ဖြစ်ပြီးတဲ့အခါမှာလည်းခမဲတော်တုတ်တော်ထနာမင်းကြီးကိုတရားဟောပြီးအနာဂတ်တည်အောင်ကျေးဇူးဆက်ခဲ့တယ်။တာရင်သာနတ်ပြည်မှာနှစ်သားဖြစ်နေတဲ့မေတော်ကိုလည်းသောတာပတိဖို့တည်နိုင်အောင်တရားဟောကျေးဇူးဆက်ခဲ့ပါတယ်။ဒီလိုမိဘနှစ်ပါးစလုံးရဲ့ကျေးဇူးတွေကိုဘုရားရှင်ကတည်ခဲ့ဆက်ခဲ့နိုင်တယ်။ ကျွန်တော်တို့သားသမီးတွေအရောအမေနဲ့အဖေရဲ့ကျေးဇူးတွေကိုတည်တက်ခဲ့ကြအဆက်ခဲ့ကြရဲ့လားခင်ဗျာအထူးသဖြင့်မိဘနှစ်ပါးရဲ့ပီတာအဖဆိုတဲ့အဖေရဲ့ကျေးဇူးတွေကိုတည်တက်ခဲ့ရဲ့လားဒီမေးခွန်းပြန်မေးမိတိုင်းကျွန်တော်ရင်ထဲမှာဝမ်းနဲ့ကြေကွဲပြီးမျက်ရည်ဝဲလာရစမြဲပါပဲကြားယူပြီးပြန်မပေးမိသောမေတ္တာတိမ်ခင်းစင်မီနေအောင်ကြီးနွဲ့နွဲ့နဲ့တာယာလှပတဲ့နနက်ခင်တစ်ခုမှာပေါ့ ကျဲဝန်းနဲ့ခြံကြီးတစ်ခုတည်းကတိုင်အိမ်ကြီးရဲ့ရှေ့မြက်ခင်းလွင်ပြင်ထဲမှာအသက်60လူကြီးနဲ့အသက်30နီးပါးလူရွယ်တဦးမြက်ခင်းပေါ်ဝါခုံတန်းပြားလေးတစ်ခုမှအတူတူထိုင်နေကြတယ်။လူကြီးကဒုက္ခလေးကမ်းပြီးဟိုဟိုတီတီငေးလို့ငိမ့်သက်နေတယ်လို့နဘေးကလူရွယ်ကလည်းသတင်းစာတစောင်းဖတ်လို့တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။အဲ့ဒီချိန်မှာပဲငှက်ဝါလေးတကောင်သူတို့နှုတ်ရှေးရမြက်ခင်းပေါ်ဝဲပြဲစင်းလာတယ် လူကြီးဟာငှက်ဝါလေးကိုကြည့်ပြီးဆွဆွေးမြေးမြေးပြုံးနေတယ်။ပြီးမှနဗေယလူရဲ့ပခုံးကိုလက်တို့ပြီးမေးတယ်။ဒါဟိုမှာဘန်းကက်လေးလဲ။လင်းစာဖတ်နေတဲ့လူရဲ့ကလူကြီးညွန်ပြတဲ့ငှက်ဝါလေးကိုတစ်ချက်ကြည့်ပြီးအဲ့ဒါစာဝါငှက်လေးတစ်ကောင်လေးအဖေရဲ့လူကြီးဟာကောင်းလေးငိမ့်ပြုံးနေတော့မှစာဝါလေးဟာထပြန်သွားတယ်။မကြပါဘူး။နောက်ထပ်စာဝါလေးတစ်ကောင်မြခင်ပြင်ပေါ်လာနာပြန်နေ။ဒါဟိုကကလေးကဘန်းကက်လေးလဲ။ ပကုံးကိုပုတ်ပြီးထမေးတော့သတင်းစာဖတ်နေတဲ့လူရဲကလှမ်းကြည့်ပြီးဒါဖြစ်သူလူရဲကဖြေလိုက်ပါတယ်။ဟင်အဖေကလည်းစာဝါလေးလေဗျာ။အဖေဖြစ်သူကောင်းငင်ပြုံးနေတော့လူရဲသတင်းစာကိုပြန်ဖတ်တယ်။စာဝါလေးလည်းထပြန်သွားပြီးခဏကြာတော့စာဝါလေးတကောင်မျက်ခင်းပြင်ပေါ်ထနာလာပြန်နေ။ဒါဘုမဘာကောင်လေးလဲရင်ဟင်ဒီတကာတော့လူရဲမျက်နှာတုံ့ပုံသွားတယ်။အဖေဖြစ်သူကို မျက်မှောင်ကုတ်ကြည့်ပြီးအဖေ ဒါစာဝါလေးလို့ခဏခဏပြောပြပြီဗျာထက်မမေးနဲ့စာဝါလေးဟုတ်ပြီလားလူကြီးကခေါင်းလေးတစ်ဆက်ဆက်ညှင့်ပြီးငြိမ်သက်သွားတယ်လို့လူရဲကသတင်းစာကိုပြန်ဖတ်နေတယ်မကြပါဘူးရခင်းပြင်ပေါ်ထွက်လာနာတဲ့စာဝါလေးတစ်ကောင်ကိုလူကြီးမြင်တော့ဒါဟိုငှက်လေးရဘန်းငှက်ဟာအဖေကျွန်တော်စာဖတ်နေအောင်နှုတ်ဆက်နေတာပဲဒီစာဝါလေးကိုခဏခဏမေးနေတယ်လူရဲ့သတင်းစာကိုမြခင်ပြင်ပေါ်ပြစ်ချပြီးဒေါသတကြီးပြောတော့လူကြီးတွွေ့လေးညင်သက်သွားရှာတယ် ။ဒါဖြစ်သူစိတ်ဖြည့်ညင်ညူတဲ့အသွင်ထဲထိုင်နေတော့အဖေဖြစ်သူဒုက္ခလေးကိုင်းပြီးတအိမ်ဘဲတရွရွလျှောက်သွားတယ်။ဒီတော့မှဒါဖြစ်သူလူရွယ်လဲအနောက်ရက်ကင်းပြီဆိုတဲ့အတွင်နဲ့တရင်စာကိုပြန်ကောက်ယူဖတ်နေလိုက်တယ်။မိနစ်ပိုင်းလေးကြာမှပဲတိုက်တဲဝင်သွားတဲ့လူကြီးတရေပုံးပြနဲ့စာဝဟောင်းလေးကိုင်းပြီးပြန်ထွက်လာတယ်။အနာဟုတ်ပြန်ရောက်လာတဲ့အဖေဖြစ်သူကို လူရွယ်ကမျက်မှောင်ကုတ်ပြီးမောကြည့်တယ်။လူကြီးကဆောင်းလေးကိုဖွင့်လျက်သားတာဖြစ်သူကိုကမ်းပေးရှာတယ်။ လူရွယ်နားမလည်နိုင်သလိုလှမ်းယူပြီးကြီးလိုက်တော့ဒါအဖေလည်းရေးအဖေရဲ့ဒါယာရီမှတ်တမ်းစာကိုရွှေစွဲကိုမြင်လိုက်တာလွန်ခဲ့တဲ့နှစ်20ကျော်ကနည်းနည်းမိန်ဖြောနေပေမဲ့ဖက်ကြည့်လို့ရနိုင်သေးတဲ့စလုံးလေးတွေကိုလူရွယ်ဖက်ကြည့်တယ်။ဒီနေ့အသက်လေးလေးသာသာပဲရှိသေးတဲ့ကျွန်တော်သားလေးနဲ့အတူပန်းချန်လေးကိုရောက်ခဲ့တယ်။ပျော်ရှင်နေတဲ့သားလေးကမျက်ခင်းပေါ်မှာလူလေးကစားနေသလိုကျွန်တော်ကတည်င်းစာဖက်အတူရှိနေချိန်ပေါ့ဖေဖေဟိုဟာလေးကဘာလေးလဲရင် အတန်းချိုချိုလေးနဲ့မေးလာတဲ့သားစကားကြောင့်ကျွန်တော်ငဲကြည့်လိုက်တော့မြခင်ပြေပေါ်နားနေတဲ့စာဝါလေးတစ်ကောင်ကိုမေးနေတာပဲအဲ့ဒါငှက်ကလေးစာဝါငှက်လေးပေါ်တားရဲ့သတင်းစာကိုပြစ်ချပြီးတားရဲ့ပေါမမှုလေးကိုကျွန်တော်နမ်းရှိုက်ဖြေလိုက်တာပေါ့တကယ်ကိုချစ်စရာကောင်းတဲ့တားလေးစာဝါလေးတစ်ကောင်မြခင်ပြေပေါ်ပြန်ဆင်းလာတိုင်းတားလေးကကျွန်တော်ကိုမေးတယ်ဖေဖေဘာကောင်လေးလဲရင်အဲ့ဒါစာဝါလေးပေါ်တားရဲ့တားရဲ့ပါလေးကိုနမ်းပြီးကျွန်တော်အမြဲဖြေပြရတယ် အိန္ဒိယတာလီယာ25ချိန်တိတိမေးခဲ့တော့တာလီရဲ့ဘာကို25ချိန်တိတိနမ်းရှိုက်ခဲ့တယ်ဖေဖေသိချရတဲ့တာလီပဲကွယ်ဒါယာရီမှာတန်းစာအုပ်ကလေးကိုဖတ်နေတဲ့လူရဲ့မျက်ဝန်းကမျက်ရည်တွေစာအုပ်ပေါ်ပောက်ခနဲကျသွားတယ်ပြီးမှနဘေးကဖခင်ဖြစ်သူကို မော်ကြည့်တော့လူကြီးရဲ့ဆရာအကြီးချောင်းတွေပြည့်နေတဲ့ဘာပြင်းတစ်ဖက်မှာလဲမျက်ရည်တွေယိုစီးကြလို့အဝေးကိုငေးမောနေရဲ့အဖေရဲ့လူရွယ်ငိုကြွေးရင်အဖေဖြစ်သူကိုအပါတရအတိုင်းဖက်လိုက်တယ် တာဖာနှုတ်စလုံးနှုတ်ကဘာစကားတန်မှ ထွက်မလာနိုင်ကြပါဘူး။ဘာပြင်းတွေမှာတော့မျက်ရည်တွေကိုစီနဲ့အထားရဲရင်ပတ်တဲ့အနှလုံးသားတွေရောငိုကြွေးနေသီလား။ဒါကျွန်တော်ကြီးခွင့်ရလိုက်တဲ့အင်တာနက်ဇလန်းတူလေးတဲကတာဖာနှစ်ယောက်ရဲ့ဇလန်းတူလေးပါပဲ။ကျွန်တော်နှလုံးသားထဲမှာနှစ်ခနဲ့ကြေခွဲခံစားရတယ်လို့အဖေရဲ့မျက်နှာကိုချက်ချင်းပြင်းပြင်းမိတယ်။ကျွန်တော်လည်းအဖေရဲ့ချစ်ချင်းမြတ်တာတွေကိုဘယ်နှချိန်လောက်ဥပ္ပိကဖြုတ်ခဲ့မှုပါသလဲအဖေဆိုတာနေမင်းကြီးတစု တကယ်တော့အဖေဆိုတာမိသားစုအတွက်လိုအပ်တဲ့အလင်းရောင်ပေးနေတဲ့နေမင်းကြီးတစ်စင်းပါပဲကဘာမီကိုအလင်းရောင်တွေပေးနေတဲ့နေမင်းကြီးဟာသူ့ရဲ့စွမ်းအားတွေကိုအပြေဝါပေးထားတတ်တယ်မိသားစုဆိုတဲ့ကဘာကိုလိုအပ်ချက်ဆိုတဲ့အလင်းရောင်တွေနဲ့အဖေဆိုတဲ့နေမင်းကြီးကအမြဲပေးနေသူပါပဲကျွန်တော်တို့မှာမိသားစုဝင်၄ဦးရှိပါတယ်အဖေရဲ့အမေရဲ့ကျွန်တော်တန်းနှစ်နှစ်ကျော်ကျော်ကြီးတဲ့အကိုရဲ့ကျွန်တော်ရဲ့ပေါ့ အဖေကအိမ်ထိုက်စာအုပ်တွေစောက်လုပ်ပေးရတဲ့သူတူလို့ကျွန်တော်သိထားတယ်။တတာကြီးလိုက်ဘာလုပ်မှာလဲ။ဖေဖေလို့အိမ်တွေတိုက်ကြီးတွေလိုက်စောက်တဲ့လူကြီးလုံးမှာပေါ့ဖေဖေ။ငငယ်ကဖေဖေမေးတိုင်းကျွန်တော်မပီကလာနဲ့ပြန်ပြေတော့ဖေဖေကသဘောကျသလိုရင်မောရင်ဖေဖေလို့အလို့သမားကြီးတော့မလုပ်ပါနဲ့ကွာ။ဖေဖေကအတန်းပညာမတော်လို့ပြင်ပမဲ့မဲ့လုပ်နေရတာ။ဟွန်းဖေဖေကအိမ်ကြီးတွေတိုက်ကြီးတွေစောက်တတ်တယ်လေ။အေးဖေဖေတို့စောက်ဖို့ပညာတတ်အင်ဂျင်နီယာကြီးတွေကပုံစံဒီဇိုင်းဆွဲပေးရတယ်။ သူတို့ခိုင်းတော့ဖေဖေတို့ကလောရတာဖေဖေတို့ကလောရတာဆိုတော့ငါသားကအင်ဂျင်နီယာကြီးဖြစ်အောင်ကြိုးစားဒါဆိုမပင်ပန်းမဲနဲ့အိမ်ကြီးတွေတိုက်ကြီးတွေစောင့်နိုင်ပြီပေါ့အင်းဒါဆိုသားအင်ဂျင်နီယာကြီးပဲလုပ်မယ်ဟုတ်ပြီဒါမှဖေသားကကျွန်တော်နောက်ပိုင်းမှသိလာရတာဖေဖေဟာပညာရေးဆုံးကမတိုင်ခင်မှာပဲကျောင်းဝထွက်ပြီးပိယံတသမာအလုပ်တွေလုပ်ကင်ခဲ့ရသူ နောက်တော့အလုပ်သမားကောင်းဆောင်ဖြစ်လာသူတဲ့ဖေဖေရဲ့တတိယကရွာကြီးစေခိုင်းတဲ့အလုပ်တွေကိုဖေဖေကဥဆောင်လုပ်ပေးရတာတဲ့ ိသားစု၄ယောက်ဝန်ရင်အတွက်အဖေအားပြေစုံအောင်ဖြောက်ဖွေပေးခဲ့ပါတယ်။ငါသားတွေစကြိုးစားကြပါစေကွာ။ငါလိုပင်ပင်ပန်းပန်းအလုံးမလုံးရစေချင်ဘူး။အမေတို့အဖေအားအမြဲပြောတတ်တဲ့စကားကိုကျွန်တော်တို့ကြားဖူးနေတာပေါ့။အဖေအားအရင်စားဝတ်နေရေးအတွက်ကျွန်တော်တို့ညီကို၂ယောက်ပညာရေးအတွက်ဘယ်လိုအပ်ချက်မဆိုတက်ဆွမ်းတလောက်ဖြောက်ဖွေပြည့်စည်ပေးတတ်သူပါ။မိမရင်ဒီနေ့အိမ်ပြန်တော့ကြမယ်နော်။ငါ့အပွဲဥပါတိုင်းဆင်းရမယ်။ လာမကုန်ခင်ထိစားဥပြီးမှသားတွေအတွက်ကျူးစင်စေရိတ်နဲ့လိုအပ်တာတွေရှင်းနိုင်မှာကွအင်းမတော်ရှင်ကျမကြီးလည်းကူးစားယုံထိုစဉ်ကကျွန်တော်အသေးချာမတွေ့တဲ့ပေမဲ့အဖေရာမိသားစုအတွက်လုံလောက်ပြည့်စုံအောင်ရှာဖွေနေခြင်းလို့တောင်းမှသိနိုင်ခဲ့ပါတယ်မိသားစုအတွက်ပြည့်စုံတဲ့ဝင်ဝေရနိုင်မှုအဖေရာအလုံးမအချိန်ကိုဆင်းရသည့်နေ့တွေကများစွာညလုံးပေါင်းအလုံးဆင်းရတဲ့နေ့တွေလည်းအများကြီး အဖေရဲ့ကြိုးစားမှုတွေကိုကျွန်တော်တို့မမြင်ခဲ့မသိခဲ့ဂရုမပြုခဲ့မိပေမဲ့မိသားစုအတွက်နေမင်းကြီးတစ်စင်းဖြစ်ခဲ့တဲ့အဖေကတော့အလင်းတွေကိုပေးဆွမ်းခဲ့မြင်ကျွန်တော်တို့မိသားစုတွေသာနေမင်းကြီးကိုတစ်ခါလောက်မော်ကြည့်ဖို့တတိမရပေမဲ့အဖေကတော့နေမင်းကြီးလိုအလင်းကိုဖြစ်ဆွဲပေးခဲ့သည်သာအဖေကကျွန်တော်တို့အတွက်ပြေဝစာလင်းနေချိန်မှာကျွန်တော်တို့ကဥပိ္ပခပြုနေမိကြစေအဖေဆိုတာကောင်းကင်ကြီးရဲ့အရေး ကောင်းကင်ကြီးဆိုတာကဘာမျိုးအမြဲလွှမ်းခြုံပေးထားသမဲပါ အဖေရဲ့ရိတ်ကလည်းကျွန်တော်တို့မိသားစုပေါ့အမြဲလွှမ်းခြုံထားခဲ့ပါတယ်အမေလို့အချိန်ပြည့်သောသမီးတွေနဲ့မနေနိုင်ရှာပေမဲ့အဖေကကျွန်တော်တို့အစဉ်ဆောက်ရှောက်ပေးနေတာပါတာဤဗမာလည်းအဖေလာပါအောင်အလौကပြန်လာတဲ့အဖေလွယ်ထားတဲ့အိတ်ကိုတော့မချိနိုင်သေးပဲကျောင်းစာတွေကျက်နေတဲ့ကျွန်တော်တို့နှစ်ယောက်လုံးကိုလှမ်းခေါ်တယ်အကူအနားရောက်သွားတော့အဖေကပလက်ကလထိုင်မှာဝင်ထိုင်ပြီး ။ตาဤမင်းမနေရရင်ဖြစ်တယ်ဆို။ဖျားအကူမျက်နှာပြတ်သွားသလိုကျွန်တော်လည်းထိတ်ခနဲတုံသွားတယ်။မနေ့ကရက်ကွက်ဘောလုံးကွင်းထဲမှာအကူနဲ့နောက်ဖေးလန်းနဲ့အအောင်တို့အရင်ဖြစ်ကြတော့ကျွန်တော်ပါရှိတယ်။အဖေနဲ့အမေနဲ့တည်ရင်ဆူပြီးနောက်ဆိုသွားမကစားခိုင်းမှဆိုလို့ကျွန်တော်တို့ညီကိုတိုင်မင်းမပြောဘဲနေခဲ့တာ။အကူတော့အမေတော်မသိပဲအဖေကဘယ်လိုသိလာတာလဲ။တာကြီးမညာနဲ့နော်အဖေအမှန်တိုင်းပြော။ အဖေအတန်မမာနဲ့မေးတော့အကိုကအမှန်ဝင်ခံရတော့တယ်။ตาကตาအောင်ရဲ့ဘောကဖနက်ကိုခဏလေးယူစည်းကြည့်တာပါအဖေ။ဒါဟုတ်သူကငါဖေဝယ်ပေးထားတာမရှိနဲ့မင်းစည်းချင်မင်းဖေဝယ်ခိုင်းလို့ပြောရင်ရံဖြစ်ရတာပါ။အကိုကိုကြည့်ပြီးအဖေခဏတော့ငြိမ်သက်သွားတယ်။ပြီးမှအေးတရက်ွက်သားချင်းရံဖြစ်တာအဖေမကြိုက်ဘူး။ပြီးတော့မိဘတွေမပြောပဲလိန်ထားရလဲမလို့ရအောင်။ဟုတ်ဟုတ်ကဲ့။ตาငယ်လည်းမှတ်ထားနော်။လိန်နာညာရံဖြစ်တာအဖေမကြိုက်ဘူး။ အဖေကကျွန်တော်တို့နှစ်ယောက်စလုံးကိုဆုံးမစကားတွေဆိုပြီးရေချိုးဖို့ထွက်သွားပါတော့တယ်။နောက်တစ်ပတ်လောက်ကြာမှအဖေကကျွန်တော်တို့ညီကိုအတွက်ပေါကဖက်နဲ့တရံစီဝယ်ပေးတယ်။ကျွန်တော်တို့မတောင်းဆိုဘဲကျွန်တော်တို့ရမ်းလိုချင်နေတဲ့အရာကိုအဖေပေးခဲ့တာပါ။မနက်မိုးလင်းရနဲ့မိုးချုပ်လို့အထိတခါတရံညနေသက်ကောင်းအထိအိမ်မှာမရှိဘဲအလုပ်သွားနေရတဲ့အဖေကျွန်တော်တို့မိသားစုတွေဘာဖြစ်ဖြစ်သိနေတယ်။ကျွန်တော်တို့ရင်ထဲကစံနာတွေကိုမပြောပြဘဲမြင်နေခဲ့တယ်။ကျွန်တော်တို့လိုအပ်သမျှတွေကိုဖြည့်ဆွမ်းပေးခဲ့တယ်။ အဲ့ဒီအတွက်အဖေရဲ့ချွေးတွေဘလောက်တောင်ပြီးဆက်ခဲ့ရတယ်လဲကျွန်တော်တို့မသိခဲ့ပါဘူးဒါပေမဲ့အဖေကကောင်းကင်ကြီးရဲ့အရေးလို့အမြဲအုံမူထားတာတော့သိကြပါဗါးအဖေဆိုတာဘဝကိုပုံပေးထားသူအကိုအလဲတန်းចောင်းသားဖြစ်တဲ့အချိန်မှာကျွန်တော်ကလေးတန်းចောင်းသားဖြစ်နေပြီးပြီးတော့ကျွန်တော်တို့မှာချစ်စရာကောင်းတဲ့၃နှစ်အရွယ်ညီမလေးတယောက်ပါရှိနေပါပြီအဖေကတော့မိသားစု၅ယောက်အတွက်အဆင်ပြေအောင်ဂျုံကန်ကြိုးစားနေရတော့မှပဲ မိသားစုဆိုတဲ့ဝင်ပိုးကြီးကြောင့်တခါတရံအဖေညညိုးပြီးရမကာလေးမိဝဲတက်လာတာလေးလည်းရှိပါတယ်။ကိုဘကြီးရဲ့ဘာလို့ရက်တွေတောက်လာတာလဲ။ရှင်ကစလိတ်တောင်တောက်တာလည်းမဟုတ်ဘဲနဲ့။တခါတလေပါမမြန်ရဲ့အလုပ်ထဲမှာအဆင်မပြေတော့စိတ်ညစ်လို့ပါ။အမေပြောရင်အဖေပြန်ပြောတတ်တဲ့စကားကိုကြားရတတ်ပါတယ်။အရက်တောက်ပြီးမယံကားတက်တဲ့အဖေကိုအမေနားလေခွင့်လို့ပေမဲ့ကျွန်တော်တို့မောင်နှမတွေကအဖေရှိရအနံ့နေရလာရင်ကြောင်းတလူလူယွန်းတလူလူဖြစ်မိကြတယ်။ မိုးရသည့်တရက်ကျွန်တော်တို့ကျောင်းစင်းကာနီမှာမိုးဝတဲတဲမဲမဲရွာချတယ်။လေရောမိုးဝထန်နေတော့ကျောင်းစင်းလို့အိမ်ပြန်ရင်ထီတလက်ပဲရှိတဲ့အကူနဲ့ကျွန်တော်ခတ်ပြီးကျောင်းစင်းခေါင်းလောင်းထိုးတဲ့အထိမိုးဝရွာကောင်းတော့လေရလည်းတိုက်လို့ကောင်းတော့ကျွန်တော်တို့ညီကိုထီလေးတလက်အတူစောင်းပြီးကျောင်းဝင်းတကာစီရှောက်ခဲ့ကြတယ်။ဟာညီလေဟိုမှာအဖေးကွာကျွန်တော်တို့လာကြတာထင်တယ်ကျောင်းဝင်းအပြင်ဘက်တပင်ကြီးအောင်မအဖေခမောက်ကြီးဆောင်ဘိုးကအင်ကြီးအရှိကြီးနဲ့ရွှေရွှဲဆိုလို့ အဖေမူးနေတယ်ထင်တယ်ဒုက္ခပဲအရက်တွေလည်းတောက်ထားပြီထင်တယ်တငယ်ချင်းတွေသိရင်ရှက်စရာကြီးအကိုအဖေနဲ့တူမပြောင်းချင်ဘူးအေးကွာလာလာလာအဖေမမြင်ခင်အနောက်ဘက်ကပြန်ကြမယ်ညီကိုနှစ်ယောက်သားခြာကနေလှဲ့ပြီးကြောင်ဝင်းနောက်တကားကအိမ်ကိုပြန်ခဲ့ကြရတယ်အရောက်တော့မိုးရီရွှေဆွဲနေပြီးအဖေလည်းမရောက်သေးဘူးအမေအဖေကိုကြောင်ရှိမှတွေ့တယ်အရက်တွေမူးနေတယ်ထင်တယ်ဒါကြောင့်သားတို့ကြောင်နောက်ဘက်ကပြန်လာကြတယ်ဟွန်း ဟုတ်လားကဲကဲတအားတို့ဝေစားရလဲကြဖျားနေဦးမယ်အမေထုတ်ပေးတဲ့အဝေစားရလဲပြီးကျွန်တော်တို့ညီကိုအိမ်ခန်းထဲရမထွက်ရတော့ဘူးအဖေပြန်ရောက်လာရင်စုမလားရိုက်မလားတွေးကြောင်းနေကြတာအမှန်မကြပါဘူးအိမ်ရှိရအော်ခေါ်တန်တဲ့အတူ အဖေပြန်ရောက်လာတယ်မမြရင်မမြရင်ငါသားနှစ်ယောက်ပြန်ရောက်ပြီလားမိုးရီလေးတွေထန်နေလို့ငါအလုကစောစောပြန်ပြီးတအားတို့သွားကြူတာပြန်ရောက်နေပြီကိုပါကြီးအဝေစားရလဲပါအောင် ကျောင်းသားတွေကအများကြီးဆိုတော့ငါပဲမျက်စိရှမ်းသွားသလားမသိပါဘူးကွာရှင်အရက်တွေတောက်လာသေးလားယင်ဒါတော့ဟာရှင်မူးနေတာတငယ်ချင်းတွေတွေရှက်လို့တဲ့ဒါကြောင့်ရှင့်အမြင်တော့ကျောင်းတော့ဘက်ကနေပြန်လာကြရတယ်လေကျွန်တော်တို့ညီကိုအခန်းလိုက်ကစားလေးမပြီးချောင်းကြီးမိကြတယ်အဖေဒေါသအတွက်စိတ်ဆိုးသွားပြီးထင်ပေမဲ့မိုးရေတွေရွှဲဆွဲဆိုနေတဲ့အဝတ်စားတွေနဲ့ပဲအဖေချမ်းပြင်းမထိုင်ချလိုက်တယ်ပြီးတော့လွယ်ထားတဲ့လွယ်အိတ်ထဲကပစ္စည်းတွေကိုထုတ်ပြီး မူတန်ပါကြီးနဲ့အမေကိုပြောတယ်။ဒီဒီနေ့ငါလိုအားကလေးတွေရလို့ဒါတို့အတွက်ထီးနဲ့မိုးကအင်ကြီးလေးဝယ်လာတာပါကွာ။ဒါတွေပေးပြီးသူတို့ကိုဝမ်းသာစေခြင်းလို့ကိုကိုပါကြီးရဲ့ဒါတို့ကငါငါနားလဲပါတယ်မမရဲ့။ငါဒါတွေကိုငါအပြစ်မမြင်ပါဘူး။ငါဆုံးဖြတ်ပေးပြီးငါသားသမီးတွေအတွက်ငါဘယ်တော့မှအရင်မတော့တော့ပါဘူးကွာ။အဖေအတန်တွေတိမ်ဝင်သွားပြီးမျက်နှာပေါ်မှာမျက်ရည်တွေလာမိုးရည်စက်တွေလား အဖေဆိုတာကျွန်တော်တို့အတွက်ဘဝကိုပုံပေးထားသူမဲ့အဲ့ဒီတုန်းကမတွေ့တတ်ခဲ့ပါဘူးအဖေဆိုတာအနာခံပြီးအပျော်ရီပေးတတ်သူအဖေရဲ့ချွေးဆက်တအဖေရဲ့မြတ်တာတရားတွေနဲ့ကျွန်တော်တို့သုံးယောက်အွေရောက်လာခဲ့ပါတယ်အသက်50နာနီးလာတဲ့အချိန်ထိအဖေအလုကနားခွင့်မရသေးဘူးအကိုကြီးကလည်းဆယ်တန်းဆောင်မေးပွဲကိုနှစ်နှစ်ဆက်ကြတော့အဖေဒါကြောင့်မနေချင်တော့ဘူးအလုထွက်လုချင်တယ်တောင်းဆိုလာတဲ့အကိုကြီးဆန္နာကို အဖေပြည့်စွမ်းပေးဖို့စဉ်းစားရတော့တယ်။အတတ်ပညာမတတ်ရင်အတတ်ပညာတော့တတ်ရမယ်တာကြီး။တာကြီးလှုပ်လှုပ်ချင်အဖေနဲ့တူလိုက်ခဲ့။အဖေမျော်လင့်သလိုအတတ်ပညာမဆုံးတော့အတတ်ပညာတော့တတ်အောင်သင်ပေးမယ်ကွာ။ဒီလိုနဲ့အကိုကြီးအဖေရဲ့အလုပ်ဆိုင်ထဲရောက်သွားတယ်။အဖေကပယံပညာ၊ brain ပညာ၊တတ်သိတဲ့ပညာတွေသင်ပေးတယ်။တက်မြောက်သွားတော့အကိုကြီးရဲ့ဝင်ငွေကောင်းကောင်းရှာဖွေသွားနိုင်ပြီ။ဒါပေမဲ့အကိုကြီးရဲ့လှုပ်ရှားမှုအဖေတို့စားတော့ခွင့်မရလိုက်ပါဘူး။ တောင်ဆုံလင်သွားတဲ့အကိုကြီးအိမ်အောင်ပြုတ်ဖို့ဖြစ်လာတယ်။ကျွန်တော်တို့လက်ထပ်ပြီးရောက်ခမကြီးကလိုတဲ့ရင်ဒီထုတ်ပေးမယ်တဲ့အဖေတာအတွက်အဆင်ပြေပြီ။ကောင်းပါတယ်တာ။အဖေမိတ်ဆွေတွေနဲ့ဆက်သွယ်ပြီးအစာအုပ်တွေအဖေလည်းရှာဖွေပေးမှာပေါ့။ရောက်ခမအိမ်မော်ရောက်သွားတဲ့အကိုကြီးကိုအဖေကလိုသမျှကူညီပေးရတယ်။ "Ừm, ငါတို့တာအဆင်ပြေသွားရင်ငါကျင်းတော့ဝမ်းသာပါတယ်ကွာ။အကိုကြီးမရခဲ့တဲ့ပွဲပညာအတွက်အဖေကကျွန်တော်ကိုအားကိုးယုံကြည်ခဲ့ပေမဲ့ အတန်းပညာထက်အမှုပညာမှာဝါသနာထုံနေတဲ့ကျွန်တော်အဖိမျော်လင့်ချက်တွေကိုရိုက်ချိုးဖြစ်ခဲ့မိပြန်တယ်။ဆယ်တန်းနှစ်မှာပဲကျွန်တော်ကျောင်းဝထွက်ပြီးပကြီးကျောင်းတက်တယ်။ပြီးတော့ပကြီးပညာရှင်ကြီးတွေရှိမှနေထိုင်ပြီးပကြီးပညာသင်ရင်အိမ်ထဲကင်းဝင်းနေခဲ့တယ်။တလားတစ်ခေါက်တော့အိမ်ပြန်ရောက်ဖို့ခက်ခဲနေတဲ့ကျွန်တော်ဟာဝါသနာနဲ့အတူမိသားစုကိုမေ့နေခဲ့တဲ့တရက်ပေါင်းကျော်ရင်မင်းကိုတွေးကြည့်လို့တဲ့ဆရာကြီးရှိမှကျွန်တော်နေပြီးပညာသင်ချိန်တွေမှာလာတတ်တဲ့ဧည့်သည်မရှိသလောက်ပဲ။ ဟင်အဖေကျွန်တော်တကယ်အံ့ဩမြင်သက်ပြီးရက်နေတော့အဖေပြုံးပြုံးကြီးကြည့်နေတယ်အဖေကောင်းမသပင်ဖြူတွေကျိုးတို့ကျဲတယ်အအဖေဘယ်ရဘလို့ဒီရောက်ကဘက်ကပယံစရာတူးစီလိုက်ဒါစီလဲဝင်လာတာကွာဒါနေကောင်းတယ်နော်ကောင်းပါတယ်အဖေထိုင်ထိုင်အဖေထိုင်ပါဦးအိမ်နေရအဖေနဲ့ကျွန်တော်၁၀မိနစ်လောက်စကားပြောခဲ့ကြရတယ်မိတ်ဆွေတို့ရဲ့အိမ်ကိုသွားလဲရင်ဒါစီကိုရောက်လာတဲ့အဖေ ဒီလိုပဲကျွန်တော်ထင်သားပေမဲ့နောက်ပိုင်းမှာအမေနဲ့တွေ့ပြီးကျွန်တော်ပြန်ကြားသေးရတာကတားဖေကအမှတ်မပြောတာပါအဲ့တုန်းကတားဖေကငါတောင်းအိမ်မက်မက်တယ်ဒီကောင်နေကောင်းရလားမသိဘူးလို့အမေကိုပြောတယ်နောက်တနေ့မန်နေဂျာငါတောင်းကိုစိုးရိမ်နေဆိုပြီးတားစီကိုသူရောက်လာတာပဲအိမ်နေရာပြန်လာတော့ငါတန်းနေကောင်းတယ်ကွာလို့ပြောပြီးတားဝယ်ပေးလိုက်တဲ့ခေါက်ဆွဲကြော်တွေကိုတော့အမေနဲ့တားညမလေးစားလိုက်ရတယ်ဟင်ကျွန်တော်မလုံးမလဲဖြစ်သွားမိတယ် အိမ်နေရအဖေကိုအမေနဲ့ညီမလေးအတွက်ဘာမှမဝယ်ပေးခဲ့ပါအဖေကတမင်သူ့ငွေနဲ့စိုက်ဝယ်ပြီးအမေတို့ကိုပေးခဲ့တာပါ အဖေရဲ့အဖေကစိတ်ညစ်စရာတွေကိုတယောက်တည်းရင်ဆိုင်ခံစားပြီးပျော်စရာတွေကိုမိသားစုအတွက်ပေးတတ်သူပါဒါတွေကိုကျွန်တော်သိခွင့်ရချိန်မှာအဖေကအဖေဆိုတာအရှုံးတွေကိုထွေးပိုက်ရင်ပြောသွားခဲ့သူကျွန်တော်တို့သားနှစ်ယောက်မဖြစ်စည်းနိုင်တဲ့အဖေရဲ့ဆန္ဒကိုညီမလေးကဖြည့်ဆည်းပေးနိုင်မယ်လို့ထင်ပေမဲ့ တတရားနှစ်အရောက်မှလက်တွဲပေါ်တွေ့သွားတဲ့ညီမလေးအတွက်အဖေဘယ်လိုခံစားရမလဲ။ကောင်လေးကသမီးလေးထက်လင်းနှင်ကြီးရဲ့မိဘပိုင်နဲ့စီးပွားရေးလုပ်ငန်းဦးစီးလုပ်နေတယ်။ဒါတော့ညီမလေးကိုတကယ်ချစ်ခင်ပြီးသူမိဘတွေကလည်းချစ်ခင်တော့အမေတို့သဘောတူရမှာပေါ့ကွယ်။အမေကကျွန်တော်တို့ညီကိုပြောပြနေချိန်မှာအဖေကတော့တည်တည်ငြိမ်ငြိမ်တိတ်ဆိတ်နေခဲ့တယ်။သမီးတယောက်ရဲ့ဘဝကောင်းစားဖို့မိဘတွေရဲ့ဆုံးဖြတ်ချက်ကိုအဖေတို့စဉ်းစားဆုံးဖြတ်ခဲ့တာသိကြပါဗျ ပြည့်စုံကောင်းမွန်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်သွားရတဲ့ညီမလေးအဖေရဲ့ပညာတတ်ဖွဲ့ရဆန္ဒကြီးကိုဆုံးလုပ်ခဲ့ရပါတယ်။အကိုနဲ့ညီမလေးအိမ်အောင်ကြသွားတော့အိမ်မှာအဖေနဲ့မေတို့ပဲကျန်ရင်ခဲ့တယ်။ပကြီကားတွေပကြီစေးရုံဆောင်တွေကြားမှာနင်မွန်းနေတဲ့ကျွန်တော်ကလည်းအိမ်ကိုရောက်တခါမှရောက်တယ်လေ။အဖေကတော့မြူးရနေတဲ့အကိုကြီးတို့အိမ်ကိုတလားတစ်ခေါက်ရောက်တတ်တယ်။အရှင်လိုအလုံးမလုံးနိုင်တော့တဲ့အသက်60အဖေတို့လင်မယားအတွက်အကိုကြီးကလည်းတန်းနိုင်သလောက်လားစင်ငွေချေထောက်ပံ့ပေးပါရယ် င်မာလေးကလည်းလာစင်ပံမိုးပေးပါတယ်။တကွေသမားဖြစ်တဲ့ကျွန်တော်ကတော့ပုံမှန်မဟုတ်ပေမဲ့လက်ထဲမှာငွေလေးရွှင်ရင်တော့တပိုင်းတစ်စိတ်တော့ပေးစမြင်။အဖေတို့ငွေကြေးတွေမလိုပါဘူး။ဒါတို့သမီးတို့ရဲ့ကျွန်တော်တို့နဲ့စုံနာအဖေတူတူငွေငွေလေးပြောတတ်သောစကားကမပြောင်းလဲ။အဖေရဲ့ဖြူပွေးနေသောဥကောင်းကစပင်းနေပဲကြွေရောပါလာသောသွားဝဝတွေအရေးအကြောင်းတွေရှုပ်ထွေးနေသောမျက်နှာပေါ်ကအရေးပြားတွေဓာရီကိုသာမြင်နေခဲ့သောကျွန်တော်တို့ ဖိတ်ရင်မတရားနှလုံးသားကိုတော့မမြင်နိုင်ခဲ့ကြပါ။တာဝိပညာဆုံးရှာပြီ။ဖျားအမေစီအားဝင်လာတော့ဖုန်းတန်နဲ့အတူကျွန်တော်မယုံကြည်နိုင်ခဲ့ပါ။ချက်ချင်းအမေအိမ်ကိုကျွန်တော်ပြန်ခဲ့တော့ဆိုင်ငိုနေတဲ့ညီမလေးနဲ့သူခင်မငူငူကြီးရက်ပြီးမျက်ရည်ဝဲနေတဲ့အကူနဲ့သူစနီးသူသားတို့မျက်နှာကျွန်တော်တို့မိသားစုတွေတကယ်အဆုံလင်ပါပဲ။ကိုပါကြီးရှင်စုစုဝဲမြင်ချင်လာတဲ့ရှင်သားသမီးတွေရှင်မီးတွေရောက်လာပြီလေ ဝမ်းနဲ့ငိုကြွေးလိုက်တဲ့အမင်းငိုတန်းနဲ့အတူနောက်ဆက်သေးကြားလိုက်ရတဲ့ဇကားတခုံကကျွန်တော်ရင်ထဲကိုဆူဆူနေနဲ့သားတို့ဖေကသူ့မသေးခင်သူ့သားသမီးမီးရွေနဲ့တရက်လောက်အတူနေသွားခြင်းနဲ့တဲ့အမေကိုအမြဲပြောခဲ့တာကျွန်တော်တို့ဇန္နာလူဝဲချက်တွေကိုမပြောနဲ့မြဲဖြည့်စီပေးခဲ့တဲ့အဖေအတွက်ကျွန်တော်တို့အဖေရင်ဘတ်ထဲကဇန္နာကိုမဖြည့်စီပေးနိုင်ခဲ့ပါလားအဖေရဲ့အဖေတယောက်ရဲ့ရင်ဘတ်ထဲကိုသားသမီးတိုင်းမြင်နိုင်ကြပါစေအုတ်ကာကျော်ဟာရူကီ ဟုတ်ကဲ့ပါရှင်ဒီနေ့ဖျက်ပြသွားခဲ့တာကတော့အုတ်ကာကျော်ဟာရူကီရေးသားထားတဲ့အဖေဆိုတာဆိုတဲ့စာအုပ်ကလေးဖျက်ပြသွားတာဖြစ်ပါတယ်ရှင်အဆုံးထိနားဆင်ပေးခဲ့ပါတော့ကလစ်ကများလုံးကျေးဇူးထူပဲတင်ရှိပါတယ်ရှင်ကလစ်ကများလုံးလည်းဘေးရန်ပေါင်းမှာကင်းဝင်ကြပါစေရှင်